အခုကဘာကြီးမှာဘာသာတရားတွေ क्वे ပြားနေတာအကြောင်းမှန်ကိုမသိလို့ क्वे ပြားနေတာအကြောင်းတရားရှာတဲ့အခါမှာမတူညီမှုကြောင့်ဘာသာတရားတွေ क्वे ပြားနေတာကြည့်လေအကြောင်းတရားဘလို့ရှာတော့ကဘာကြီးကဘာကြောင့်ဖြစ်လာလူတွေကဘာကြောင့်ဖြစ်လာဘယ်ကရောက်လာဟောစဉ်းစားကြမယ်လေကဘာကြီးကဘာကြောင့်ဖြစ်လာလဲလူတွေကဘယ်ကရောက်လာတာလဲရှားတတ်တော်တွေကဘယ်ကရောက်လာလဲ အကြောင်းတရားရှာတဲ့အခါကျတော့တကယ်အစင်မှန်ကြောင်းတရားသည်တိတ်ပြီးတော့နက်နဲလို့လက်လန်းမှမပြီးတော့မမြင်နိုင်မမြင်နိုင်တော့ဘာသွားတွေးတော့ဆိုရင်သာဝရဘုရားကြီးဖန်ဆင်းလို့လို့ဆိုတဲ့အကြောင်းတရားကိုပြောတော့တာဒါလွယ်လွယ်နဲ့အကြောင်းရှာလိုက်တာတကယ်ဟုတ်လားလို့ဆိုတော့မဟုတ်ဘူးဆံရအကြောင်းတရားတွေရှိတယ် လောကကြီးမှာကဘာကြီးမှာလည်းပဲဆိုင်ရာအကြောင်းတရားတွေရှိတယ်တတ္တလောကကြီးမှာလည်းဆိုင်ရာအကြောင်းတရားတွေရှိတယ်ဩကတလောကကြီးမှာလည်းပဲဆိုင်ရာအကြောင်းတရားတွေရှိတယ်သူဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီမှန်ကန်တဲ့ true cause ကိုရှာပြီးတော့မတွေ့သည့်အတွက်ကြောင့်ဟောသာဝရဘုရားဖန်ဆင်းလို့ကဘာကြီးဖြစ်လာရတယ်လူသားတွေဖြစ်လာရတယ်ဆိုတဲ့အယူမှားရွံ့တဲ့အယူဆတဲ့ရပေါ်လာတယ်အဲ့ဒါကိုဝိတမဟေတုဒိဋ္ဌိလို့ခေါ်တယ် မမှန်မကန်တွေးခေါ်လာတဲ့အမြင်တစ်ခုမဟုတ်ဘဲနဲ့ဟုတ်တယ်ထင်ရင်အမှားပဲလေဒါမဖန်ဆင်းမဲ့နဲ့ဖန်ဆင်းတယ်လို့ထင်ရင်အမှားပဲဟုတ်တကယ်ဖန်ဆင်းတာမှမဟုတ်ပဲအဲ့ဒါမှဝိသမဟိတုဒိဋ္ဌိတူအဲ့ဒါကိုလက်ခံသူရှိတယ်လို့လက်မခံတဲ့လူလည်းရှိတယ်တချို့ကြတော့ အလေးနဲ့မစဉ်းစားလို့ဘူးအကြောင်းလည်းမရှာလို့ဘူးကြတော့ဘာပြောတော့ဆိုရင် costless ဘာကြောင့်မှမရှိဘူးသူကသူဖြစ်တာလို့ပြောကြအဟိတုကဒိဋ္ဌိလို့ခေါ်တယ်ကြောင်းဖြစ်နေတယ်အဲ့ဒါကိုဝိသမဟေတုဒိဋ္ဌိလို့ခေါ်တယ်အကြောင်းကိုလက်မခံဘူးအဟိတုကဒိဋ္ဌိ ူဘာသူဖြစ်ချင်လို့ဖြစ်တာဘာကြောင့်မှမရှိဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တစုကပေါ်လာ။ဩဒီအကြောင်းတရားရှာရင်းနဲ့မှန်ကန်တဲ့အကြောင်းကိုရှာမတွေ့နိုင်သည့်အတွက်ကြောင့်ဘာသာတရားတွေကွဲပြားခြားနားသွားတယ်။မြတ်စွာဘုရားက အကြောင်းတရားကိုရှာပြတယ်။ဘာနဲ့ရှာပြ?ပဋိစ္စသမုပ္ပါဒ်နဲ့ရှာပြ။သစ္စာ၄ပါးနဲ့ရှာပြတယ်။မှန်ကန်တဲ့အကြောင်းတရားကိုမြတ်စွာဘုရားက အကျဉ်းအားဖြင့်ဘာကိုဟောတော့သစ္စာ၄ပါးခေါ်တယ်။ လောကကြီးတတ္တလောကကြီးတစ်ခုလုံးကိုမြတ်စွာဘုရားကဘာလို့နာမည်ပေးလိုက်တော့ဒုက္ခလို့နာမည်ပေးလိုက်တာနော်ဒုက္ခဆိုတဲ့အဓိပ္ပာယ်ကဆင်းရဲတာလို့ပြောတာမဟုတ်ဘူးဒီနေရာမှာဒုဆိုတာဆက်ဆုပ်မုန်တီးစရာကောင်းပြီးခဘာမှမရှိဘူးလို့ပြောတာအဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာဒုရဲ့အနက်ကခုတ်စိတ္တမမှန်ကန်သည့်အတွက်ယုံမုန်းစရာကောင်းတယ် ခါကထင်တဲ့အတိုင်းတခုမှမဟုတ်ဘူးလို့ပြောထင်ထားတဲ့အတိုင်းတခုမှမရှိတာဒါကြောင့်မလို့ဒုက္ခကိုဒီနေရာမှာ suffering လို့မပြညာဘူးတော်တော်များများကတော့ suffering လို့ပြညာတယ်မှန်ကန်တဲ့အတိပ္ပယ်ကိုမရောက်နိုင်ဘူးအဲတချို့ကပြောင်းပြီးတော့ဘယ်လိုပြန်လို့ဆို unsatisfactoryness ကျင့်နေဆရာမကောင်းဘူးလို့ဒီလိုပြန်နည်းနည်းတော်သေးတယ် ဆက်ဖားရင်တို့ပြန်ရင်လူတွေကအတွေးခေါ်ဘလို့ဖြစ်ကုန်တော့စေအေးချမ်းသာတာတွေလည်းကုန်ဒုက္ခဟွာတွေလည်းဒုက္ခဒုက္ခပဲရှိတယ်ဆိုဘုရားဝါရကဒုက္ခကြီးကိုကြည့်နေတဲ့ဝါရကြီးလို့ဆိုပြီးပက်စမစ်ဇင်လို့ထင်မှာကောင်းကြတာအဆိုးမြင်ဝါရကြီးလို့ဒီလိုထင်နေကြပြမဟုတ်ဘူးအဲ့ဒါနော်အဆိုးမြင်ဝါရကြီးအဖြစ်ယူဆလာကြတကယ်တော့မြတ်စွာဘုရားကဒုက္ခလို့ဟောတာဒီစကားလုံးရဲ့အဓိပ္ပာယ်ကဒု จิตนัสเสียไม่ก้องผู้ขะถิ่นในใต้ตะคู่มาไม่ရှိผู้มาอยากจ้าลุถิ่นในไม่ရှိผู้ยุ่งในนามะရှိนี่เลยแม้มาลุถิ่นในยุ่งในนามะရှိนี่เลยตูลุถิ่นในไม่ရှိผู้งาลุถิ่นในไม่ရှိผู้ตะเกยရှိนี่ดายุ่งในนามะရှိเลยဟာဒီ illusion ကိုဖြစ်ပေါ်စေတတ်လို့ဒါကိုဒုက္ခလို့ဒီလိုသတ်မှတ်တာအဲ့ဒါလောကကြီးတစ်ခုလုံးကိုဒုက္ခလို့ဘုရားကနာမည်ပေးထားတယ် နာမည်ပေးထားပြီးတော့ထိုဒုက္ခဘာကြောင့်ဖြစ်တာတော့ဆိုရင်ဒုက္ခသမှုရိယဆိုပြီးတော့တဏ္ဏကိုအဓိကထားပြီးတော့ဟောလိုခြင်းတွေ့တန်းနေတဲ့တဏ္ဏသည်ဒုက္ခဖြစ်ခြင်းအကြောင်းတစ်ခုပဲလို့ဒါအကြောင်းရှာပြတာနော်တတ္တလောကတ attva တွေဘာကြောင့်ဖြစ်နေတာတော့တဏ္ဏကြောင့်ဖြစ်နေတာသင်္ခါရတွေဘာကြောင့်ဖြစ်နေတာတော့တဏ္ဏကြောင့်ဖြစ်နေတာသစ္စာရှုတော်ကပြောလို့ရှင်ဒီလိုပြောအောင် အဲ့ဒါဟာပစ္စယပရိခာညာဘယ်သူကတင်ပေးအဘိဓမ္မာကတင်ပေးနေတာဟုတ်ကဲ့လားအဲ့ဒီသစ္စာ၄ပါးကိုအကျဲ့ချလိုက်တော့ဘာဖြစ်လဲဆိုရင်ပဋိစ္စသမုပ္ပါကြည့်ညဆော်ပြရထပ်ရှာပြဒုက္ခဆိုတာဘယ်အစားဘာကြောင့်ကြောင့်စအဝိဇ္ဇာအမှန်မသိတာကစပရိစ္ဆသမုပ္ပါဆိုတာ အရစကားနဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်ပရိသတ်သဘောပတ်ကိုလွယ်တယ်လို့တော့မပြောရဘူးပေါ့လေအရစကားနဲ့ပြောပြီးရှင်းရှင်းလေးတွေးကြည့်လိုက်ပရိသတ်သဘောပတ်ဆိုလုံသိမ့်သလားမလုံသိမ့်ဘူးလားမသိဘူးယမ်းလုံတယ်ယမ်းလုံတော့တခုဖြစ်လာတယ်ကဲတခုဖြစ်လာတဲ့အခါကျတော့ပြဿနာတွေဆက်တက်လာတယ်အဲ့ဒါဒုက္ခပဲပေါ့ကဲလုံသိမ့်လားမလုံသိမ့်လားမသိဘူးဆိုတာအဝိဇ္ဇာ ယမ်းလှုပ်တယ်ဆိုတာသင်္ခါရပဲကောင်းတာလည်းလှုပ်တယ်မကောင်းတာလည်းလှုပ်တယ်ဟုတ်လားယမ်းလှုပ်တယ်ဆိုတာသင်္ခါရဖြစ်သွားဖြစ်လာတဲ့အခါကျတော့ကောင်းတာလှုပ်ပြီးရင်တစ်မျိုးဆိုးတာလှုပ်ပြီးရင်တစ်ဖုံးပြဿနာတွေတက်လာတယ်သင်္ခါရပစ္စယဝိညာဏပဲအဲ့ဒါပေါ်လာတော့ဒုက္ခတွေဆက်ဆက်လိုက်လာတယ်တရေစိတ်လေးပေါ်လာတာနဲ့ယုတ်တိဏ္ဍနေပေါ်လာတယ်ယုတ်တိဏ္ဍနေပေါ်လာတဲ့အခါဘာဖြစ်တော့လူရဲ့ခန္ဓာကိုယ်မှာအော်ဂန်တွေပေါ်လာတယ် မျက်စိတွေအင်္ဂါနာမျက်စိနာနာလျာကိုစိတ်ဆိုပေါ်မလာဘူးလားကဲအဲ့ဒီမျက်စိတွေနားတွေနှာခေါင်းတွေရလာတဲ့အခါလူကဘာလုပ်တော့မျက်စိရှိတော့ပြင်မကတွေကြည့်တာပေါ့ဗျပြင်မကအာယုန်တွေနဲ့ဆက်သွယ်မလုပ်ဘူးလားအဲ့ဒါကိုပြောတာမျက်စိနာနာလျာကိုဆိုတာတွေကိုတဏှာယတနာလို့ခေါ်တာဘဝဆိုတာဒါပဲလေ တရေစိတ်လေးပေါ်တယ်တရေစိတ်လေးပေါ်ပြီးတော့ယုတ်တိနံနေကြီးထွားလာတယ်ကြီးထွားလာတဲ့အထက်မှာဘာတွေပါလာတော့ဆိုရင် မျက်စိတို့နားတို့နှာခေါင်းတို့ဟုတ်တာလျှာတို့ကိုယ်တို့စွာတွေပါလာတယ်ပါလာပြီးတော့ဘာဖြစ်လဲပြင်ပဗဟိတအာယုန်နေနဲ့ဆက်သွဲလာတယ်ဆက်သွဲလာတာကိုသဏ္ဍာရဏပစ္စယဖတ်တော်လို့ပြောတာဆက်သွဲလာတော့ဘာဖြစ်အတွေ့အကြုံရတာပေါ့မရဘူးလားမျက်စိကမြင်တယ် လှတယ်ဆိုတဲ့အတွေ့အကြုံရသွားတယ်။မလှဘူးဆိုတဲ့အတွေ့အကြုံရသွားတယ်။ပြောစရာကောင်းတယ်ဆိုတဲ့အတွေ့အကြုံရတယ်။ပြောစရာမကောင်းဘူးဆိုတဲ့အတွေ့အကြုံရတယ်။နားကအတန်လေးကြားတယ်။ကောင်းတယ်ဆိုတဲ့အတွေ့အကြုံရတယ်။မကောင်းဘူးဆိုတဲ့အတွေ့အကြုံရတယ်။နှာခေါင်းကအနံလေးရှူလိုက်တယ်။လျှာကအရသာလေးလျက်မိတယ်။ခန္ဓာကိုယ်ကထိတွေ့လိုက်တယ်။စိတ်ထဲကကြံစည်တယ်။ဘာတွေဖြစ်လဲ။အတွေ့အကြုံတွေရတယ်။ အဲ့ဒီအတွေ့အကြုံလေးတွေကိုအင်္ဂလိပ်လိုတော့ experience လို့ပြောတာဝေဒနာဆိုတာ experience ပဲ feeling လို့ပြန်နေကြပြီမဲ့လို့တကယ်တော့ experience ပဲအာယုံနဲ့ပတ်သက်ပြီးအတွေ့အကြုံလေးတွေရသွားကောင်းတယ်မကောင်းဘူးဆိုတာဘယ်သူကမှတ်တမ်းတင်ပေးထားတော့ဆိုတင်ညာတော့အမှတ်တမ်းတင်ပေးလိုက်တယ်ဘယ်သူကနေပြီးတော့စိတ်ဆော်ပြီးတော့လှုပ်ပေးထားတော့ဆိုရင် စေရနာတော့ကစိတ်ဆော်လှုပ်ပေးထားတယ်ဟော အဲ့ဒါကိုပဲပရိစ္ဆာသုဘမှာဆံရအကြောင်းနေပြောတာလေလူတွေရဲ့တဏ္ဍာမှာအင်္ဂါတွေပေါ်လာတဲ့အတွက်ကြောင့်ပြပန်းနဲ့ဆက်သွယ်တယ်တဏ္ဍာပစ္စယဖတ်တော့ဆက်သွယ်တဲ့အခါအတွေ့အကြုံရတယ်ဖတ်တာပစ္စယဝေဒနာဟောအတွေ့အကြုံရတော့ဒီရင်ရလာလို့ဆိုမရသေးဘူးဘာတွေလို့တော့ကြိုက်တယ်မကြိုက်ဘူးဖြစ်လာတယ်မျက်စိကမြင်ပြီးတဲ့နောက်မှာဒီဓာတ်ရင်ရတာမဟုတ်ဘူးကိုကြိုက်တဲ့အာယုံကိုကြိုက်တယ်နောက်တစ်ခါတွေ့ရင်လည်းကြိုက်တယ် ောမကြိုက်တဲ့အာရုံကြနောက်တစ်ခါတွေ့လည်းမကြိုက်ဘူးအတန်လဲထုတ်တူပဲကိုကြိုက်တဲ့အတန်မကြိုက်တဲ့အတန်နှစ်မျိုးကွဲလာတယ်ဟောကြိုက်မကြိုက်လာဘူးလားကြိုက်ရင်လောဘမကြိုက်ရင်ဒေါသဒီလိုဖြစ်လာသို့သောပရိစ္ဆသဘုပ္ပတ်မှာဒေါသကိုမြတ်စွာဘုရားထဲမဟောဘူးဘာဖြစ်လို့ထဲမဟောတော့ဆိုရင်ရေပုံရအားဖြင့်ဒီကမကြိုက်ဘူးဆိုရင်ကြိုက်တာထက်ရှာဒါကြောင့်မို့လို့ မကြိုက်ဘူးဆိုရင်လည်းရနိုင်မှာမဟုတ်ဘူးကြိုက်တာကိုထပ်ရှာမယ်ဟုတ်ကဲ့လားဒါကြောင့်မို့လို့ဝေဒနာပစ္စယတဏ္ဏဝေဒနာပစ္စယဒေါသမဟုတ်ဝေဒနာပစ္စယတဏ္ဏပဲဟောထားတာဘာဖြစ်လို့တော့ဝိတ္တိဘက်မှာရှင်းထားတာရှိတယ်လေဒုက္ခိဒုက္ခံပတ္ထယတိဒုက္ခိဒုက္ခံပတ္ထယတိအဲဒုက္ခိဒုက္ခံပတ္ထယတိ ဆင်းရဲတဲ့လူကချမ်းသာတာကို တောင်းတတယ်ဒုက္ခိဒုက္ခံပတ္ထယတိဒုက္ခိဖယောပိအိစတိချမ်းသာတဲ့လူက ပိုးပြီးတော့ချမ်းသာခြင်းတယ်ဟောတနာကြီးပဲဆိုလိုတာကဒုက္ခိဒုက္ခံပတ္ထယတိကိုမကြိုက်လို့ဆင်းရဲတဲ့ဝေဒနာ တွေ့လို့ရှိရင်ဘာဖြစ်တော့ဒုက္ခကိုလိုချင်တယ်ဒုက္ခရထားတဲ့ပုဂ္ဂိုလ်ကဘာလိုချင်များလို့ပိုးပြီးတော့ကောင်းတဲ့ဒုက္ခကိုလိုချင်များတယ် ဒါကြောင့်မို့ဝေဒနာပစ္စယတဏှာလို့ပဲခေါ်တယ်။နော်။ဘဝဆိုတာဒါပါပဲ။အဲ့ဒါတွေကိုဘယ်သူကသင်ပေးတုံးဆိုပရိစ္ဆသမုပ္ပတ်ဘိဓမ္မာကသင်ပေးနေတာနော်။ဘိဓမ္မာအဓိကထားပြီးတော့သင်ပေးနေတာ။အဲ့ဒါဘာလို့ဆိုရင်ပစ္စယပရိဂဟဉာဏ်ကိုရင့်တန်စေဖို့ရတဲ့အကြောင်းတွေအကျိုးတွေကိုဆင်ញင်စဉ်းစားတတ်လာတယ်။ဘဝဆိုတာဒါပဲ။ ကြိုက်လာတဲ့အခါဘာဖြစ်လောဘဖြစ်လောဘဖြစ်လာတော့ဘာဖြစ်လဲအစွဲလန်းတစ်ခုဖြစ်လာတယ်စွဲလန်းလာရဲ့ဘာဖြစ်လဲစွဲလန်းလာတော့ဘဝတစ်ခုတည်ဆောက်လာတာပေါ့ဘဝတစ်ခုတည်ဆောက်လာတဲ့အခါနောက်ဘာဖြစ်တော့ဇာတိဆိုတဲ့မွေးဖွားမှုတစ်ခါလာပြန်တယ်ဇာတိဆိုတဲ့မွေးဖွားမှုလာတာနဲ့နောက်ကဆက်လိုက်လာတာဘာတွေတော့ပူရာရဲ့တေရာရဲ့ဟုတ်ကဲ့လားစရာနဲ့မရဏနဲ့ဆက်လိုက်တာဟောတန်တရားဆိုတာဒါ အဲ့ဒါကိုမြတ်စွာဘုရားပိဿယပရိက္ခတကယ်အစစ်မှန်အကြောင်းတရားကိုရှင်းပြီးတော့ပြောတာအဲ့ဒီပိဿယပရိက္ခညာ knowledge of causality ဆိုတာရှိပြီဆိုလို့ရှိရင်ဘာဖြစ်လဲကင်ခာဝိတရဏဝိတုဒ္ဓိတန်တရားဆိုတာမရှိတော့ကမ္ဘာလောကကြီးဘယ်သူဖန်ဆင်းတာတုံးဆိုတာဖန်ဆင်းရှင်ရှားလို့တဲ့အကြောင်းမဲ့ဖြစ်တာဆိုတဲ့အတွေးတွေဖန်ဆင်းရှင်ကြောင့်ဖြစ်တဲ့ဆိုတဲ့အတွေးတွေလုံးဝပျောက်ပြီးတော့ ဉာဏ်ထဲမှာလုံးဝဆုံးဖြတ်သွားနိုင်တယ်။အဲ့ဒါကြောင့်မလို့သူကိုကင်ခာဝိတရဏဝိတုဒ္ဓိလို့ခေါ်တယ်။ကင်ခာဝိတရဏတန်တရားတွေကိုကြော်နှွားသွားတယ်။တန်တရားတွေကိုဖယ်ရှားပြစ်လိုက်ပြီးတော့ဝိတုဒ္ဓိစင်ကြယ်သွားတယ်တဲ့။တန်တရားတွေကစင်ကြယ်သွားနိုင်တဲ့အသိဉာဏ်မျိုးရသွားတယ်လို့ဒီလိုပြောတာနော်။